အားလုံးပဲမင်္ဂလာပါရှင်။ကျွန်မတွေနေ့ဖျားမယ့်အဆောင်လေးကတော့ဆရာသိုးဆောင်ရေးသားထားတဲ့လညိုးထိုး၍ပန်းဝေသည်ဆိုတဲ့အဆောင်ကလေးရဲ့အခန်းစာပဲ ဖြစ်ပါတယ်ရှင်။ချောင်းသွေးတောင်ကုန်းစီမှာချိုးလွင်သောအတန်လေးတရံထွက်လာသည်။ကနောင်ရေကနောင်တင်းချာချင်းမိတော့လွန်စွာလှပချောမောသော မိန်းမပြိုလေးတူ။ ရိုးရာဝတ်ဆောင်ကို အပြည့်စုံစင်မြန်းရင်တစားစားအော်ခေါ်နေသည်ထိုင်မသိန်းလေးကိုမကပြေလွှားလျက်အရမ်းမျက်နာအနှံ့ကိုရှာဖွေခေါင်းနေ၏ကနောင်းဘယ်မှာလဲရိုးမယ်ရှာနေတယ်လေဟင်ကနောင်းနှင့်ရိုးမယ်လုံးဝရင်းနှီးကျွမ်းဝင်ထားသောနာမည်နှယံလူကိုယ်တော့တခါမှမမြင်ဘူးကဲ့ ယခုမှပဲသူတို့သူတို့ဒီနေရာမှာကြောင်ငင်းနေစင်မှာပဲမလန်းမကန်းမှောင်ရိပ်စီမှာလှုပ်ရှားမှုတစ်ခုကို မြင်လိုက်ရသည်တေချာကြည့်မိတော့ယောက်ျားတူသူနှင့်တတူရွယ်တူလောက်ပင် ရှိပါဦးမည်အလုံးရပြည့်ကယောက်ျားပီတာဟန်ရှိ၏ ထိုတယောက်သည်အမောင်ရိတ်ကိုကာကွယ်ယူပြီးတဏီယာမတဏီယာကိုလူပြေးလွှားနေသည်ကနောင်ဘယ်မှာလဲကွာရိုးမယ်ကိုထွက်တွေ့အောင်ရိုးမယ်ဆိုသူမိန်းကလေးကချိုးလွင်းစွာခေါ်ရင်းမောင်ရိတ်များစီလေ့လာတော့တဏီယာရောက်တွင်ရှားဖွေနေသူတဏ္ဍကိုရိတ်ခနဲတွေ့သွား၏ထိုအခါမှာတော့မြင်းတွေသောတစ်ပင်အကွယ်စီပြေးသွားသည် မြင်းသွားပြီမို့ရှောင်းပုံးနေသူမှာမတက်တာတော့ပဲထွက်တွေ့လိုက်ရပါသည်သူဤကြည်စဲမှုကိုမိန်းကလေးခြေရာခံမိသွားခဲ့ပြီမဟုတ်ပါလားရှောင်းပုံးကြည်စဲသူကို တွေ့တော့မိန်းကလေးမှာနှုတ်ခမ်းကိုကင်ရင်လက်သေးဖြင့်ဖွာဖွာထူသည်ဒါဟာကနောင်နှင့်ရိုးမယ်တို့ရဲ့ချစ်ဆက်လန်းတပုတ်လားအင်းနေရာက သူတို့အစဉ်သဖြင့် တွေ့နေကြနေရလားရင်ဘက်ပေါ်အကြောင်းလာတော့ရိုးမယ်ဤလက်သီးစုံနှစ်ချက်ကိုကျင်းနဲ့စွာခံယူရင်တတိယမြောက်အချက်မှာတော့ကနောင်ရင်ဘက်ကိုဖိပြီးနားကျင်ဟန်အမှုအရာလှုပ်ပြလိုက်သည်ထိုအခါမှာထူလက်ဆလက်သီးကိုရက်ပြီးရိုးမယ်အံ့ဩသွား၏စိုးရင်ဟန်အရေးအခြေရိုးမယ်မျက်နာမှာပေါ်သွားတော့ ကနာရှာထုတ်ပြောင်ပြကနောက်လှည့်ပြေးလာသည်ရိုးမယ်မှာတော့အလိန်ခံလိုက်ရကရှံအန်းအန်းအမူရာလေးဖြင့်ကနောက်နောက်မှ ပြေးလိုက်ပါလာ၏တောင်ကုန်းလေးတဝိုက်တွင်ချစ်သူနှစ်ဦး၏ရေမောတံများကြည်စဲတံများပြန့်လွင်သားရကနေသည်ချစ်သူတို့ရဲ့ပျော်ရွှင်မယ်ဘဝကိုလည်းမြင်ရသောမြင်ကွင်းအရာနားလေခံစားလိုက်မိသည် ထိုစင်ပါပဲအာဟိုအတန်ရှိဆွေးကတောင်ကုန်းခြေစီမှထွက်လာတော့အော်တန်ကြီးတရံကြည်မီတော့ဟင်းတကိုးလုံးမီးလောင်ကျွမ်းကတုန်လင်ကောက်ကွေးနေမီတော့လူတရံထိုလူကကနောင်နဲ့ရိုးမယ်ကိုကြည်ပြီးဦးချကြော်နေသည် ထိုးခိုက်တတ်မှာပင်မချိမဆန့်ဝေဒနာခံစားနေရသော အော်တန်ကြီးများတောင်ကုန်းပပတ်လဲမှထွက်လာ၏ကြည်မီတော့အာလုံးကိုရောက်တီးတီးအကုန်လုံးလိုလိုပင်မီးလောင်ကျွမ်းကကနောင်နှင့်ရိုးမယ်ကိုတောင်းမှန်တူရှိုးဦးချကြော့နေကြသည်ပြီးတော့မချိမဆန့်ဝေဒနာတွေဖြင့်ခြေလက်တို့တွန့်လိန်ကောက်ကွေးခန္ဓာကိုယ်က ကုန်းလိုက်꽈လိုက်မောက်ချီလှမ်းကြီးကြည်နေစင်မှာပဲသူတို့ခန္ဓာကိုယ်မှာမီးတောင်များကပန်ဝင်းချင်းကိုကူးဆက်သွားသည်တမဟုတ်ချင်းပင်တောင်ကုန်းအုတ်ချီပပတ်လဲမှာမီးဝိုင်းသွား၏နောက်ထုံမီးတောင်များကတောင်ကုန်းထက်ပိုင်းစီတစတဲ့တစတက်လာသည်မြက်ပင်များ တပင်းတကိုင်းခြုံရွယ်များမှတဆင်မီးတောင်များကပန်ဝင်းကျင်မှမီးခိုးငွေတွေဖုံလွှမ်းလာသည်မီးများဤပန်ဝိုင်းပိတ်ကောင်မှုကြောင့်ကနောင်နှင့်ရိုးမယ်ပြေးပေါင်မရှိတော့လှင်မြန်စွာပင်တောင်ကုန်းတစ်ခုလုံးကိုဝါမျိုးက အလဲတွင်ရက်နေတော့သူတို့နှစ်ဦးစီတို့ချစ်သူနှစ်ဦးကတယောက်ကိုတယောက်ကြည်နေသည်ကြောက်ရွံ့ဟန်မပြား တုံလုံးဟန်မပြကနောင်ကန်းပြီးသောလက်ကို ရိုးမယ်စုပ်ကိုင်းကနှစ်ဦးလုံးဤမျက်နှာတွေကရဲရင်လို့မီးတောင်မီးလျံတွေကြားမှာမီးခိုးငွေတွေကြားမှာသွေးပြန့်မှုမရှိထိုစင်မှာပဲရိုးမယ်ဤထမင်းအနာစာကိုမီးစာတင် ဆွဲလောင်သည်ငိမ့်တတ်ဖို့ဝေးစွာတစ်ချက်မှပင်လှဲ့မကြီးတဦးကိုတဦးသာကြည်နေသည် တယောက်လက်ကိုတယောက်သာတင်းတင်းဆုပ်ကင်ထားသည် မျက်နှာပုံမှန်တွေကချစ်သူလက်သာဆွဲကင်ထားရလျင်အယားယားရင်ဆိုင်ရဲနေသလိုမျိုးကနောင်ပေါင်းမီစကိုမီးတော့တွေက တဖြည်းဖြည်းဝါမျိုးလာသည်ပြီးတော့အင်းကြီးထိုးနောက်မှာဦးကောင်းထက်မှကောင်းပေါင်းစားရိုးမယ်ကရော ရိုးမယ်တကူလုံးတွင်လဲမီးကူးနေပြီ။ အန်ကိုတင်းတင်းကြိတ်ခါပူလောင်မှုကိုနှစ်ဦးသားရင်ဆိုင်နေကြသည် နောက်မစုံတန်းလက်တွဲမဖြုတ်တန်းထုံခိုက်မှာဘဲကားမှန်းမတည်တော့ရဲမောတန်တွေထွာလာ၏ချစ်သူနှစ်ဦး၏နောက်ဆုံးထွက်သက်ကိုကြည့်ပြီးလှောင်ပြောင်နေသလိုလိုကျေနပ်နေသလိုလိုနှစ်ဦးစလုံး၏မျက်ဝန်းမှာမျက်ရည်စတွေကို တွေ့ရသည်ခံပြင်းဝမ်းနည်းမှုတွေကို တွေ့ရသည် နောက်ဘဝအထိလက်တွဲပေါင်းသင်းရန်ဆိုထားသောတစ္ဆာစကားတွေကို တွေ့ရသည်ထို့နောက်ထို့နောက်မှာတော့မိတော်များ၏ဝါမျိုးမှုကိုခန္ဓာကိုယ်နှစ်ခုတွန်းလှန်ခြင်းမဲ့သွားရရှာတော်၏ချစ်သူနှုတ်ဦးတပြိုင်တည်းမှာပင်လဲပြူသွားခဲ့ပြီဒါပေမဲ့တူးလဲတူးတော့စုတ်ကိုင်းထားစေညီမလေး အော်တန်ကြတော့စီသူဖြတ်ခနဲမျက်လုံးပွင့်သွားသည် နဝေးကိုလှဲ့ကြည့်တော့ကိုကြီးမောင်မှဒူးထောက်လျက်လက်သီးကိုကြစ်ကြင်ဆုပ်ထား၏မျက်လုံးအိမ်မှာမျက်ရည်များစီးကြလိုစီသူ အလင်းအမြန်ကုန်းထားတော့ဟင်အရှိစီမှာချောက်တွေတောင်ကုန်းမှာလာရောင်မိမ့်မိန်အောက်တွင်မြူကိုးတွေဝေလို့ ခုနကပင်ဤတောင်ကုန်းပေါ်၌ကနောင်နှင့်ရိုးမယ်တို့တွေ့ရသေးသည်တစ်ပင်ဝါပင်များကလည်းမူလအတိုင်းရှင်တန်စိမ့်လန်းလျက်အခုကပဲလို့စိမ့်နှခုဒွိဟဖြစ်သွားပြီးစင်မှာကိုကိုကိုပြန်ဆန်းစင်မိသည်ငါတို့ဘာဖြစ်သွားတာလဲခိုးမောင်သေးပြီးနောက်မှာ၆တွေတောင်ကုန်းကိုမြင်းတစည်းနှင့်ထွက်လာခဲ့၏ ရောင်းလူရောက်ခင်မှာခလုတ်တိုက်ပြီးအရှိန်မထိန်နိုင်ပဲမြင်းရောလူရော လွင်ထွက်သွားသည် မြင်းကမရှိတော့ချောင်းသွေးတောင်ကုန်းကတော့သူတို့ရှေ့ကိုရောက်နေပြီဒါဆိုခုနကကြုံတွေ့ခဲ့ရသည့်အရာများကဘာတွေလဲအိမ်မက်လားတကယ်လားကိုကြီးမောင်ဘယ်သူ့ကိုခေါ်လိုက်တာလဲငါညီမလေးငါညီမလေးရိုးမယ်မီးလောင်ခံနေရတယ်ဗျာ စီသူမျက်လုံးပြူသွားသည် ရှင်ရိုးမယ်ကိုပြောတာလားဟုတ်တယ်ကနောင်နဲ့ရိုးမယ်မီးလောင်ခံနေရတယ်ဒီတောင်ကုန်းပေါ်မှာစီသူ အထိတ်တလန့်ကြီးလိုက်ပေမဲ့ကားဆွင်ခြောက်သွေနေတော့တပင်ကြီးမှတပါ တောင်ကုန်းပေါ်တွင်ဘယ်သူမှရှိမနေပါဘယ်လိုမြင်လိုက်တာလဲအန်ကိုတစ်ချက်ကြည့်ဤပြီးတော့ငါအိမ်မက်မက်တယ် ိမ်မထဲမှာမြင်ရတာဟာကျွန်တော်လဲမှတ်တယ်ကိုကြီးမကြပြာကြရမှတ်မိတော့တချို့တဝက်ကိုပြောပြတော့တိုက်ဆိုင်စွာပင် ကိုကြီးမောင်နှင်တူနေသည် ကိုကြီးမောင်ကတော့အိမ်မဲဟု တထေချမှတ်ယူထားသည်စေသူကတော့အိမ်မဲဟုလဲမဆိုတာတကယ်လဲမဟုတ်တတိလက်သွားစင်မှာ အာယုံမှာလာပေါ်သလို့ သူတို့နှစ်ဦး၆တွေ့တောင်ကုန်းမှထွက်တော့မီးတောက်ကိုကြည်ရန် အပြေးနှင်ခဲ့ကြ၏။သို့ပေမဲ့ကြည်ခွင်မတာခဲ့ပါ။သို့တော်လည်းနောက်တနည်းနှင့်မြင်ကွင်းရခဲ့ပါသည်။မီးလျံကိုပင်မဟုတ်ကနောင်နှင့်ရိုးမယ်ကိုရော တောင်ကုန်းပပန့်လေတွင် မီးလောင်ခံနေရသည့်လူကိုယောက်ကိုရောထိုးဆန်းစွာတွေ့မြင်ခဲ့ရပါ၏ ထိုလူကိုယောက်ကိုလည်းမီးတော့တွေကြားမှာရှင်းလင်းစွာမြင်တွေ့ခဲ့သည် တခြားလူမဟုတ်မကြခင်ကအုပ်ပုံပြီးတည်ဆုံးသွားသည်ဖိုးမှာသူ့အကိုဖိုးထောင်နှင်းအောင်တိုးပြီးတော့ဝမ်းပြည့်တည်ဆုံးခဲ့သည်ထွန်းခိုင်နှင်းနောင်ငါးယောက်ထိုကိုယောက်မှာကနောင်နှင့်ရိုးမယ်ကိုဦးချတောင်းမှန်နေခဲ့သည်အတို့နီ ဘာအတိတ်ပဲနီ73ယောက်မှာ6ယောက်တော့တွေ့နေရပြီနောက်4ယောက်ကရောကြံနေသူ4ယောက်ပထမတစ်ယောက်ကစောဖြူဝေလာမနေ့ကဖိုးမောင်သေးသွားခဲ့သည်ဒါဆိုရင်တင်းချိုင်းတွင်မြေတနေရာစားသာကြံတော့ဤထိုကြံသောမြေနေရာကဘယ်သူအတွက်လဲလူက လေးရာတူလာသူတို့အတိုင်းဝိုင်းမှာစောစီးစွာထွက်ခွာသွားတော့စောဖြူလာဒါမှမဟုတ်သူဤဆရာတခင်နှစ်ပါးဖြစ်တော့မှိုင်းညူနှင်းတိုင်ညူလာထိုလေးယောက်ထဲမှာတယောက်ယောက်ကတော့ကြံသောမြေနေရာကိုသွားရမည်သူမတည်ခြင်းသည် ကဘာမြေကြီးပေါ်တွင်ရပ်၍အတန်အများကြီးရှည်ခြင်းသည် ဒါပေမဲ့အောင်တိုးတည်ဆုံးသွားမှုကို သူလုံးဝမသိငါသူရောအောင်တိုးတို့လမ်းစဉ်ကိုလိုက်ရမည်လားစောဖြူကိုဖယ်လိုက်လျင်၃ယောက်သာကျန်၏ထို၃ယောက်တွင် သူကအငယ်ဆုံးပြီးတော့သူသည်တခင်မဟုတ်ဂျွန်းဒီလိုဆိုလျင်သူ့အတွက်လုံခြုံမှုရှိပါမည်လားမပြောနိုင် 6ရက်မြောက်ပြီးချိန်ထိတစုံတရာထူးခြားမှုမပြလျင်တော့ထိုအတိုင်းဝင်းမှထွက်ခွာသွားတော်မူဟုတ်၏ထိုတိုင်းလို့ရန် ဝေလဆုံးဖြန်လိုက်ပါသည်မိုင်းညူဖိုးမောင်သေးတာယနေ့ပါဆို3ရက်မြောက်ပေးပြီမနေ့ကဖိုးမောင်ကိုတင်းနိုင်ပို့တော့မြေပုံလေးတစ်ပုံက သူ့ကိုလှောင်ပြောင်တယောပြုံးပြုံးပြနေသည် လေးနေရာတွင်သုံးနေရာပြည့်၍တယောက်စားသာကြံမာတော်သည်ယခုတခါသည်ဘယ်သူလဲစုံးဖြူကိုပယ်လိုက်လျင်သုံးယောက်သာကြံသည်သူရဲ့ဝေလရဲ့အကိုကြီးရဲ့အကိုကြီးကတော့စိုးရိမ်မနေနဲ့ဟုအာပေစကားပြောသည်သူတာဝန်ထားပါဟုလည်းဂရီပေးထား၏ဒါပေမဲ့မှိုင်းညိုစိတ်မချနိုင် အကြောင်းကသူ့ကိုယ်သူပင်တာဝန်မယူရဲအိမ်မပြောသည်ရတူများနေပေပြီအစာလည်းမစားခြင်းစိတ်ဖိစီးမှုများပြီးတကောင်းလုံးတင်းကြံရှုပ်ထွေးကနေပြီးငယ်ရိတ်ပင် ပေါက်ထွက်မတန်းပထမပိုင်းတွင်စိတ်ထိန်နိုင်သေးပေမယ့်ယခု စိတ်ထိန်ဖို့ခဲရင်နေပြီစိတ်တွေရောက်ရခက်ခါလူကကနာမငြိမ်းတော့ အခုလှဲ့သည်သူ့အလှဲ့များဖြစ်နေမလားအကိုကြီးကိုပင်အာကိုရတော်မီတိုင်ညိုလေးရမြောင်မနေခင်ကပရင်းတကားကိုဖြတ်ကသူ့အခန်းထဲသို့တိုင်ချင်းနေဝင်ရောက်လာသည်ဥတိုင်ညိုမျက်လုံးကိုဖွင်လိုက်သည်သူတညာလုံးအိတ်မပြောခဲ့ဒါပေမဲ့ကလထိုင်းတွင်ထိုင်းကစိတ်ကိုအတတ်နိုင်ဆုံ တည်ငြိမ်ခိုင်းထားသည်မတ်ဆိုးနေခြင်းရှိလေတော့စိတ်ဖိစီးမှုများနေပေမဲ့တစုံတရာလွတ်ထွက်မသွားရန် ထိန်ကြောင်းထားနိုင်သည်တအောင်ကြပါကတပည့်တူသူ့စီကိုနွားနိုးနေကြဦးလာပိုလိမ့်မည်ဦးတိုင်ညိုကအစာကိုတော့အပြတ်မခံ ဘယ်တော့ပင်ယောဂါဖီစည်းထားပေမဲ့စားချင်စိတ်ရှိရှိမရှိရှိအစာကိုဝင်အောင်စားသည်ထို့ကြောင့်လဲဤများအထိတောင်းခံနိုင်ခြင်းမှာယနေ့သည်ဖိုးမောင်တည်ပြီး၍လေးရံမြောက်တော်နေနောက်သုံးရက်သာကြံတော်သည်ထိုသုံးရက်သည်အဆုံးအဖြန်လိုနေတာကမြေတနီယာစာထိုတနီယာစာပြည့်သွားလျင် သူ့ကို နေပေါင်းလာပေါင်းများစွာကြီးစိုးချောင်းလန့်နေသောအရေးမဲကြီးမှလွန်မြောက်တော်မူစက်တိုက်လူသေးမှုတွေအဆုံးသတ်တော်မူကြောက်ရွံ့ခြင်းမှလိုကင်းတော်မူထိုနေ့ရောက်ရန်တိတ်မလိုတော့ယနေ့မှစ၍လေးရေမြောက်ပြီးစဉ်မှ သူ အတိုင်းမသိပျော်ရွှင်နေပေတော်မူအရိကကကျန်သောမြေတနေရာသည် ူ့အတွက်မဟုတ်ရန်သာလိုသည်ထိုအတွက်ကိုတော့ဟိုးယခင်ကလေးကစဉ်းစားထား၏တွေ့ဝေရန်မရှိပါဝမ်းနေဖို့မလိုပါလူမျိုးမှုတိုင်းအတွက်လောအပ်သောစည်းမှုဆိုတာရှိစမြဲပင်မဟုတ်ပါလားဒါပေမဲ့သူတို့သုံးဦးလုံးအတွက်ဝမ်းသာပွဲတည်င်းကနောက်တနေ့နေ့လယ်ပိုင်းမှာပင်ရောက်လိုလာခဲ့သည် ပြန်ပေးဆွဲခံရသောဥတိုင်းညိုတပေများကို ရှာဖွေရန်နှင့်တရခံကိုစုံစမ်းရန်စေလွတ်ထားသူများထဲမှတဦး၏အတိအကျသတင်းပေးမှုဖြစ်သည် ထိုသတင်းမှာအခြားမဟုတ်စောဖြူကို ရှာတွေ့ပြီးဟူသောသတင်းထိုသတင်းရပြီးနောက်တိုင်ညိုမှိုင်းညိုဝေလားတို့သုံးယောက်လုံးဝမ်းတာအားရဖြင့်ရိုးမာတွင် တက်သွားခဲ့ပါသည် သူတို့သုံးယောက်ပဲကံကောင်းတာလားစောဖြူပဲကံဆိုးတာလားမသိလိုအပ်သောမြေတနေရာစားအတွဲစောဖြူကို ပြင်မှန်ထားလိုက်ပြီတကယ်တကယ်ရောက်သွားတော့စောဖြူကိုမတွေ့တော့ပါဝါတဲ့တလုံးမှလွဲ၍လူကို မမြင်ရတော့မျက်မြင်ကိုတွေ့ဖြစ်သူကစောဖြူဟုအတိအကျအာမခံသည်ကြောင့် ူတို့တွေဝါရဲနီတဝိုက်မှာခြေရာဖြောင်းစောင့်ကြည့်ခဲ့သေးသည်ဒါပေမဲ့မိုးချုပ်သည့်အထိစောဖြူပြန်မလာရှာရှာပါပါခွင့်ရေးကိုလက်လုံမခံနိုင်သည်မို့အဆောင်ထားပြီးသူတို့ပြန်ခဲ့ကြသည်6ရက်မြောက်တနေ့လုံးလဲဝါရဲတို့စောဖြူပြန်မလာခဲ့ပါ ဒါပေမဲ့ကာယကံရှင်သုံးဦးကတော့အတွေးကိုစီရှိနေခဲ့ပြီတအူးကစိုးရင်စိတ်တွေတလှီကြီးဝင်နေပြီနောက်တအူးကအကိုဖြစ်သူဤအဆုံးအဖြတ်ကို မျက်စိမှိတ်ယုံထားဤဦးတိုင်ညိုမှာတော့သူတို့ကိုမြင်တော့တစ်ပင်အောက်ထိုင်နေသူ မတ်တန်ထပြီးဦးညို့အယူသေးပေသည်တစ်ပင်ထက်စီမှတယောက်က ခုံစင်းလာ၏ဘဲလို့လေညာဟိုကောင်ပြန်လာလားမလာပါဘူးဆရာကြီးဦးတိုင်ညိုကခန်းလန်းလန်းစီမှတပင်ခြုံရွယ်ရိုးနှင့်ကွယ်နေသောဝါးတဲလေးစီတစ်ချက်လှမ်းကြည့်ပြီးကောင်းရမ်းသည်ဟုတ်ပြီမင်းတို့ပြန်တော့ တညာလုံးစောင့်ကြည့်ထားရသောလူနှစ်ယောက်မှာတောင်ဝင်းတစ်ခုပြီးဆုံးသွားသလို နောက်တစ်ချိန်ဥညွွေသူတို့အနီအပါမှာထွက်သွားပါသည်ကြံနေသူကတိုက်ညိုမှိုင်းညိုပြီးတော့သူတို့ရဲ့ကြုံယုံတော်ကြီးဝေလာနောက်လာရဲ့ချိုးယနေ့သည်ဖိုးထောင်သေးပြီးခုနှစ်ရဲမြောက်တော်နေမြမအယူဖြစ်ပြောရလျင်ရက်လေသေးနေ ီးတဲ့အရှင်းအောင်ပြောရပါကကြံလီသူလေးယောက်ဤနောက်ဆုံးနေစောဖြူကို တွေ့မှသာရတော်မည်မဟုတ်ပါကသုံးဦးသာတဦးနဲ့တဦးစကားမဆိုပြစ်ပါစောဖြူနေထိုင်သည်ဟူသောဝါးထဲကိုသာစိတ်ရှိရှိထား၍စောင့်နေမိကြသည်စောဖြူပြန်လာပါစေစောဖြူအမြန်ပြန်လာပါစေဝေလာဤစူတောင်းစကား စောဖြူပြန်လာမှသာ သူအန်ဒရယ်ကင်းပေမည်မဟုတ်ပါကအောင်တိုးလန်းစဉ်လာရတော်မည်ထင်၏မနေ့ကအထိစောဖြူပြန်မလာသည့်နောက်မှအစောကတည်းကစုံဖြတ်ထားသည့်အတိုင်းဤပဝင်းချေမှထွက်ခွာရန်ကြိုးစားခဲ့သည်ဒါပေမဲ့ဝေလအကြံမအောင်မြင်ခဲ့ သူ့အကြံကိုသိနေသည့်အလားဥတိုင်ညိုကဤအရက်တို့တခါတည်းခေါ်လာပါသည် ဝေလာမြည်တို့လုံရမည်နီတို့အတွက်စောဖြူပြန်လာဖို့စူတောင်းယုံသာရှိတော်သည်ဒါပေမဲ့လည်းစူတောင်းသည်စူတောင်းမြတာဖြစ်ပါသည်နေဆောင်သည်အထိစောဖြူပြန်မလာခဲ့ပါဒီလိုဆိုတော့မိုးမချုပ်ပါစေနဲ့မိုးမချုပ်ပါစေနဲ့နေလုံးကြီးရိုးမပေါ်မှာပဲတန့်နေပါစေ။ စူတောင်းပြောင်းပေမဲ့သူဤကံကြမာကတော့ပြောင်းမလာခဲ့နေလုံးမှာတစားတဲ့တစားရိုးမအောင်သူငုံစင်းပြီးအလင်းပါလျာသွားခဲ့ပြီထိုအချိန်၌ရွာမလူတယောက်တက်လာသည်ပြီးတော့သူတို့အဖွဲ့နှင့်တာဝန်ချင်းပြောင်းလိုက်သည်ဒီတော့ရွာပြန်ရန်သာရှိပါတော့၏အပြန်လန်းတစ်လျှောက်တွင်စူမတောင်းရဲတော့ပါ အကြောင်းကသူ့ကိုအလဲတွင်ထား၍တိုက်ညိုမှိုင်းညိုညီရကိုနှစ်ဦးကမြင်းကိုစီဖြင့်ညှက်ပိတ်လာခဲ့သည်ဝေလာဤနှစ်ဘူးပြင်၌ထွေးပေါက်ကြီးငယ်တွေခိုးတွဲကြဆင်းခဲ့ပါပြီတချိန်ကဆရာသခင်နှစ်ဦးအတွေ့သေမင်းနှုတ်ခမ်းဝကို ခြေတဖန်နှင်း၍အလုံးပေါင်းများစွာသူ့လှုပ်ပေးခဲ့သည် ရံပပောင်းများစွာကိုဆရာသခင်နှူးအောင်ဒူးထောက်စေခဲ့သည်ရခိုးတော်ရင်းထဲမှာကြောင်းရွံ့ခြင်းထဲနားကျင်ခြင်းကပိုနေခဲ့ပြီသူဝမ်းနေမိပါသည်တင်းတင်းတင်းအိမ်မာကြီးစီမနာယီတန်ဆဲကျက်ကတချံလုံးကိုပြန့်နှံသွားသည် နာယီတန်ဆုံးတော့ဗရင်းတကားမှာဝေလာခုံထွက်လာ၏သူဘယ်လိုမှနေမရတော့သေမင်းကိုထိုင်ဆောင်နေတာထဲစားလျင်ထွက်ပြေးရင်ဆိုင်တာကပိုကောင်းမြင်ထင်၏ဒါမှမဟုတ်ထွက်ပြေးတိမ်းရှောင်တာကလက်ရှိအနေအထားထဲပိုတင့်တော်ပေလိမ့်မည်ရင်ဆိုင်ဘိုးကတကယ်တမ်းမလွယ်ကူသူ့ဆရာအကြောင်းသူတီး၏ လက်ယုံရည်ဘယ်လောက်ရှိသည်ဆိုတာကိုလည်းနားလေသည်ပြီးတော့တချံလုံးနှင့်တရာထွက်ပြေးတိန်ဆောင်ရန်ကရော ထိုကိစ္စသည်လည်းမလွယ်အကြောင်းကခြံထဲတွင် အဆောင်တွေထူထပ်စွာချထား၏ဒါပေမဲ့နောက်ဆုံးဘယ်လိုမှမရလျင်တော့ထိုလန်းကိုသာရွေးရပါမည် ရခုလဲဝေလာလူရိတ်လူကြီးကိုကြည်ရင်ခြံပေါင်းဝစီဥတီသွားနေသည်ဤခြံဝင်းကြီးတစ်ခုလုံး၌ဝင်းမောင်းထွက်ပေါက်သည်တခုတည်းသာရှိ၏စီယိုးကိုခုံကြော်ထွက်ရန်ကလည်းအဆောင်တွေထူထန်နေသည်အိမ်မာကြီးအနီးကိုရောက်တော့မှောင်ရိတ်တွင်ရက်ရင်အကဲခံမိသည်ဝင်းပေါက်တကမာကြီးနှင့်တကွာပရင်းများအလုံးကိုပိတ်ထား၏ အထဲတွင်ဦးတိုင်ညိုတို့ညီအကိုနှစ်ဦးရှိနေပေလိမ့်မည်။သူ့ကိုတက်ရန်လဲတိုင်ပင်ကောင်းတိုင်ပင်နေနိုင်ပါသည်။သူတို့သုံးဦးအတွဲအချိန်သည်နှစ်နာရီဝန်းကျင်သာကြံတော့သည်မဟုတ်ပါလား။ဝေလာ စိတ်ကိုတင်း၍မှောင်ရိပ်မှထွက်လာ၏။အိမ်မကြီးရှေ့မှဖြတ်ကားခြံဝစီဦးတည်သည်။ခြံဝင်းတကားကြီးမှဖွင့်ထားပါသည်။ ရခင်းလေးများတွင်ညားရောက်သည်နှင့်ဝင်းတကာပိတ်တတ်တော်လဲရခုဖွင့်ထား၏။ဘာကြောင့်ရဲ့မသိ။ဒါပေမဲ့ဝင်းမောင်းတစ်ဖက်တစ်ချက်စီမှာ အဆောင်နှစ်ဦးတော်ရှိနေသည်။ဝေလာကိုမြင်နော်။ကိုဝေလာဘယ်လဲ။အပြင်းသွားမလို့။ဒီညခြံထဲကနေဘယ်သူမှအပြင်းမထွက်ရဘူးလို့ဆရာကြီးအမိန့်ထုတ်ထားပါဗါ။ဘာကွာငါအခုအပြင်းသွားမှဆရာကြီးခိုင်းလို့ အဆောင်နှစ်ဦးဇဝေဇဝါဖြစ်သွားသည်ထိုစဉ်မှာပင် နောက်ထပ်အဆောင်ချို့ထက်ရောက်လာကတယောက်ကအဲ့ဒါဆိုကျွန်တော်ဆရာကြီးကိုတွားမေးကြည့်လိုက်အောင်မယ်အင်ကြီးစီတို့တယောက်ကခတ်တော့တော့ထွက်သွားသည် ဝေလာလက်သီးကို တင်းတင်းစုံမိလိုက်သည်သူ့ကို ဖိမ့်ဖိမ့်တောင်းအောင်ကြောက်ခဲ့သူများကရခုအကျဉ်းသားတယောက်လိုဆက်ဆံနေပေပြီခြံဝတွင် ကြံခဲ့သူစုစုပေါင်း၄ယောက်ဒီလောက်ကဂယုစိုက်ဖွဲမရှိ သူတို့ဟိုဘက်မှာလူမြောက်မှုကို မြင်နေရပြီဥတိုင်းညိုနာယီကိုမော့ကြည့်လိုက်အချိန်ကြပြီမလုံချင်ပေမဲ့မတတ်နိုင်တော့ဝေလကို မလုံချင်၍စောဖြူကိုသုံးရံတီတီတွာဆောင်ခဲ့သည် သူကံပါပြီနန်းရမဓာတ်ကိုဆွဲထုတ်တော့ ်ချလွန်ခုံတွင်ထိုင်နေသောမှန်းညိုမျက်လုံးပြူးသွား၏အကိုကြီးဘယ်လဲဝေလာစီဦးတိုင်ညိုမျက်ဝန်းတို့ရက်ဆက်မှုများနှင့်ဝင်းဝင်းတောက်ခဲ့ပြီး တလူကိုကိုင်ကအိမ်ဝစီတလှမ်းချင်းလျှောက်ပြီးပိတ်ထားသောဒကမာကြီးအားဝုံငနဲတွန်းဖွင့်ရာ မြင်ကွင်းတွင်ပေါ်လာသည်ကအရှိန်ပြင်းပြင်းပွင့်သွားသောဒကားကြီးနှစ်ချက်ကိုကြည့်ပြီးကြောက်နေသောတပည့်တူထုံချိန်ပိုင်းလေးအတွင်းမှာကြာခြံတွင်သို့မောင်းဝင်လာသောမြင်းတစီကအားလုံးရဲ့အာယုံကိုပြောင်းပြစ်လိုက်ပါသည် မြင်းပေါ်မှပင် အလင်းစလိုထွက်လာသောတရင်တပုံစောဖြူကိုတွေ့ပြီဆရာကြီးစောဖြူပြန်ရောက်နေပြီဘာဘယ်လိုကြားရသူအပေါင်းမျက်လုံးပြူးသွားသည့်နောက်မှာဓားကင်ထားသောဦးတိုင်ညိုတားမြေသူများကို တိုက်ခိုက်ထွက်ပြေးလူလူဝေလာကြောင်ငေးရတန်နေသူမိုင်းညိုထိုသုံးယောက်ဤမျက်လုံးများအစုံအစံကူးလူသွားပြီးတကားလား ဝမ်းတာလှိုင်လဲမှုတွေနဲ့အားလုံးကိုတင်မုံချေပြစ်လိုက်တော်သည် မကြခင်မှာပင် မြင်းငါးစီးမောင်းထွာသွားလေသည် သူတို့ဤဦးတီယာက ရိုးမာတောင်တန်းဤတဏီယာစီသူဖြောင်းဖြောင်းဖြောင်းတင်မင်းပူးနေသည် မြင်းခွာတန်းများနောက်မှလိုက်လာတော့မြင်းခွာတန်းတွေကိုကြားနေရပြီ။ မြင်းဖြူလေးတင်မကိုတပြန်းပြန်းရိုက်ရင် အာသွန်ပြေးခိုင်းနေမိပါသည်မြင်းလေးကတခင်ဤအလိုတော်အတိုင်းတက်ကုံရွက်ကုံဖွင့်လိုရိုးမေကတော့နောက်မှပါလာတော့မြင်းခွာတဲ့များကိုနားထောင်ရင်ကျွန်တော်လက်မောင်းကိုအာကိုတကြီးမိတွယ်ထားလေသည် သူမှထိတ်လန့်နေပြီ။ ဒါပေမဲ့လူနှအူးကိုတင်ဆောင်ထားသော မြင်းငယ်လေးမှာလေးချင်ရေဝနေသော မြင်းကောင်းမြင်းတန်ကြီးများကိုရေရှည်အံမတုနိုင် မကြခင်မှာပဲနောက်ကလိုက်လာသော လူအုပ်ကြီးကကျွန်တော်တို့နှအူးကိုမှီလာပါတော့သည်ပြီးတော့ရှေ့ကိုပန်းတခါပြေးလန်းကိုပိတ်ရန်လာ၏တွားလီပြီဇံကျိုးဆွဲရတ်တန်ယုံမှတပါ အချားမရှိတော့ မလွတ်တော်သည်မို့မြင်းကိုရက်လိုက်ရသည်မြင်းကိုကြီးနှင့်လူအုပ်မှာကျွန်တော်တို့နှစ်ဦးကိုဝိုင်းထားလိုက်လေပြီဇံကျိုးကိုဆွဲရင်တပတ်လှည့်ကြည့်မိတော့အာလုံးပေါင်း73ယောက်တည်သည်ခေါင်းဆောင်ကိုလေ့လာတော့ခနာချင်းပင်တွေ့လိုက်သည်တခါမှတော့မမြင်ဘူးဒါပေမဲ့ဟန်ပန်နှင့်အရှင်ယဝါကိုကြည့်ုံဖြင့်ဥဒိုင်ညိုဆိုတာ တည်နေ၏တွေးပင်ရွာ၏ဘယင်တပါဥကင်းတွင် အဖြူရင်ရှိသော မြင်းညိုကြီးကိုစည်းကမီးဝင်းဝင်းတောင်မျက်လုံးတွင်နှင်းကျွန်တော်ကိုပြာကြမတန်ဆိုင်ကြည်နေသည်ဝိယုံရှိကြီးဝေခါသမင်းကိုကြောပေါ်ဖြန့်ခင်းထားသည် အရှိန်ဝါတခုပင် သူ့ကိုမှထွန့်နေတရားညာဘဲချမ်းမာကဥတိုင်ညုံနှင့်ရုပ်စင်သူတရား ဘဲဘဲမှာတော့ဂင်းတိုးတိုးဗလာတောင်းတောင်းအင်းကြီးရင်ခွဲဖြင့်လူမိုင်းတယောက်ရှိနေသည်ကြံသူများကိုလေ့လာတော့အားလုံးကလူမိုင်းရုပ်တွေကြီးပင်လာရောက်နာဆင်အားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်ကလေးတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်အားလုံးဘေးကင်းကျန်းမာကြပါစေ။